ဆလမ်ဘာသာကူဝေးပြီးမိမရှုပ်တာတီချရဲ့မိုင်းဘုံဆရာတော်ဖျားကြီးကိုစစ်ဆေးမှုတွေလုံးဆောင်မှုတွေအတတွင်ထဲမှာတော့တည်င်းတွေထပ်ပေါ်လာနေပါတယ်။မိုင်းဘုံဆရာတော်ဖျားကြီးကတော့မြန်မာနိုင်ငံကိုနော်မြန်မာနိုင်ငံမှာရှိတဲ့မြို့ကြီးတွေကိုလာပြီးမှတတော်လေးကိုသူ့เจ้าတွေကပေါ်လာတာဖြစ်နေအထူးသဖြင့်တော့သူဟာဗုဒ္ဓဘာသာဟန်ဆောင်ပြီးတော့ဒါပလီတွေကိုဝင်ပြီးတော့အလားဖျားကိုကိုးဝင်နေတဲ့ပုံတွေပြန်ထလာပြီးတဲ့နောက်ပိုင်းမှာသူဟာ เนาะဗုဒ္ဓဘာသာမဟုတ်ဘူးတကယ်ကိုမှအစ္စလာမ်ဘာသာဖြစ်တဲ့အကြောင်းကြီးရေးသားပေါ်ပြနေကြတာကိုလည်းကျွန်တော်အနေနဲ့တွေ့ရပါတယ်။ဆက်ပြီးတော့သူဟာလူထဲမှာကျင့်ကြံကိန်းအောင်နေတဲ့အချိန်မှာကောင်းမလေးတူကိုပါခေါ်တဲ့အကြောင်းလေးပါထက်မှန်ပြီးတော့ပြန်နှံ့လာတာဖြစ်တဲ့အတွက်လူများကထိန်းလန်းနေခဲ့ရတာပါ။သူကမိမရှိတယ်မရှိဘူးဆိုရိကိစ္စနဲ့ဒီသူတွေကအတိအကျမသိခဲ့ရပါမယ်။ဘလီကိုသွားပြီးတော့အစ္စလာမ်ဘုရားကိုကိုးကွယ်နေတာကတော့လုံးဝလုံးဝကို အသေးချပါပဲ။မိုင်မုံဆရာတော်ဘုရားကြီးဟာ ရမနကမန်ဂလင်ကြီးလောက်ကဲ့ရတာဟာမိုင်မောင်းသုံးပေါင်ရှိတဲ့ငကားကြီးကြောင့်ဆိုပြီးတော့ကေမွန်တက်လိုက်ပါရီရာဟုပညာရှင်နေနဲ့ဘုဒ္ဓဘာသာဝင်တွေရောယဟန်တွေယောဂါတာကဘုရားဟောနေမညီဘူးဆိုပြီးတော့တိုက်ခိုက်ကြပါရီမိုင်မောင်းဆရာတို့ဘုရားကြီးကသူသားမြန်မာနိုင်ငံမှာရှိတဲ့မျိုးကြီးတွေကိုလာပြီးတော့မြေတားမပူပြီးဘူးဆိုရင်ငလင်ကြီးကဒီထက်လာမှာငကားကြီးကထတ်လို့မှဖြစ်တဲ့အတွက်သူနေနဲ့မြေတားလာဖို့ရတာဖြစ်ကြောင်းပြောလာပါရီ အထူးသဖြင့်တော့သူကလူဝင်လာလူတွေသာပြောတာသူကသိမ်းပြလူလို့ရှိရင်တတိကြီးတွေကသူ့ကိုသိမ်းမောတောင်းတော့ပြန်လူတွေဗျာဆိုတော့အကျိုးမြတ်အများကြီးရတယ်နော်တစားလူရင်အစတရားတော့ပြန်ရတယ်ဆိုတော့အကျိုးမြတ်အများကြီးရတယ်အခုမိုင်းမုံဆရာတော်ဘုရားကြီးကိုဖန်ဆီဆေးပြီးတော့နော်အာမိမရှိလားနော်အစလမ်ဘာသာဝင်လားဆိုတာဆေးဆေးတော့မှဖြစ်ကြောင်းလေးပြရပါရယ်ဗျာ